ဘဝသက်တိုက်ဆက်ပဋ္ဌာန်းဆက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်မကပြောပြခဲ့တာတော်တော်များများရှိပါတယ်။အဲ့ဒီထဲကမှကျွန်မလည်းမမျှဝေဘူးသေးဘူး။လက်တလုံးမှာလည်းပြီးခဲ့တဲ့မက်ရှလာမှာဖြစ်ပေါ်ခဲ့တဲ့ငလျင် အဲ့ဒီမတိုင်ခင်မှာဖြစ်ပေါ်ခဲ့မှုတဲ့ရေဘေးပေါ့နော်ရှမ်းပြည်ဘက်မှာဖြစ်ခဲ့တဲ့ရေဘေးစသဖြင့်ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘဝဆက်တိုက်ဆက်တွေနဲ့ဆက်ဆက်ပတ်သက်နေတဲ့အကြောင်းအရာလေးကို ကျမကဘာရီဂယုဆိုင်ရမယ်တိုက်ဆက်တွေအနေနဲ့ဘလို့လေးတွေပြင်ဆင်ရမယ်ဆိုတာလေးတွေကိုကျမကပြောပြပေးချင်ပါတယ်ရှင်ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါအောင်နော် အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အောက်ဆက်ဂျာဂမ်မီယာလောကီပညာတန်မ်းမှဆ iam တ်ခင်ဦးတစ္ဆာဖြစ်ပါတယ်ဒီကနေ့မှကျွန်မပြောပြပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ အဲတော်တော်များများပေါ့နော်ဖြစ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီးတော့ logi ဆရာပိုင်းကတော့၎င်း logi ပညာကိုနှံ့ဆက်တော့လိလာတော့လိလာသူအတိုင်းဝိုင်းကတော့၎င်းဘဝဆက်သိဆက်ပဋ္ဌန်းဆက်တွေနဲ့အဲကျမတို့ရဲ့ဒီတပ်ဝင်ယုံကြည်သူတွေကိုယ်တိုင်ကတော့၎င်းသို့လို့သို့လို့ပေါ့နော်ဖြစ်မြန်းဖြစ်မလားဟုတ်များဟုတ်မလားဆိုပြီးတော့စိတ်ပူကြတဲ့အကြောင်းအရာလေးတွေနောက်တစ်ခါ ။ဒီအရာနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးသောဟော့ဂိန်းတွေဆက်လက်ပြီးဒီလိုမျိုးတွေထွက်ပေါ်လာတာလေးတွေရှိပါတယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့ကျမကကျမတို့မိတ်ဆွေများတည်တည်တဲ့အကြောင်းအရာလေးတွေကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာပါ။ဟုတ်ကဲ့ကျမတို့သဘာဝဘေးအနေရဆိုတာဟာအဒီကဘာမြေကို ဖွဲ့စည်းသေးကိုကကျမတို့ရဲ့ login အယူဆမှာ ဓာတ်ကြီး၅ပါးပေါ့နော်အများစုကတော့ဓာတ်ကြီး၄ပါးလို့ပဲပြောပါတယ်ပထဝီတေဇောအဘောဝါယောရင်းမြေလေးမိဓာတ်ကြီး၄ပါး ਨੇ ဖွဲ့စည်းထားတယ်ပေါ့ကျမတို့ရဲ့အယူဆမှာတော့အာကာသဓာတ်ဆိုတာတော့တစ်မျိုးပါပါတယ်ဆိုတော့ရင်းမြေလေးမိ အဂါဒဒီတကြီး၅ပါးနဲ့ဖွဲ့စည်းထားတဲ့သဘာဝတရားနဲ့ဖွဲ့စည်းထားတဲ့ကျမတို့ရဲ့ကဘာမြေကြီးပေါ်မှာကျမတို့လူသားတွေကိုယ်တိုင်ဒီလေစံစားကနေခြေပြအထိသဘာဝတရားနဲ့ကျင်းလွတ်တာဘယ်ရာမှမရှိပါဘူးရှင်။ဒါကြောင့်မို့လို့သဘာဝတရားဆိုတာဖောက်လွဲဖောက်ပြန်ဖြစ်တတ်တယ်။အဲ့ဒီအပြင်ကမှဖြစ်ပြီးရင်ပြတ်တတ်တဲ့သဘောအရာအသစ်ဆိုတာတစ်ချိန်ချိန်မှာဟောင်းသွားတတ်တဲ့သဘော ရှိ ਉ ရှိပါတယ်။ ဒါကြောင့်မို့လို့တီရှိမှုပြီးရင်ပျက်စီးမှုဆိုတာလာတာပါပဲဒီအတွက်ကြောင့်မို့လို့ကဘာမြေကြီးမှာဖွဲ့စည်းထားတဲ့အရာတွေအကုန်လုံးနက္ခတ်သဘောတရားအရာကဘာမြေကြီးရဲ့ဆွေးငင်အားတွေအပြည့်အလန့်ဆွေးငင်နေတဲ့ဒီရင်နဲ့ကျမတို့ကဘာမြေအောက်မှာရှိတဲ့ပြည့်ရွေကျော်ကြီးကြောက်ကြမ်းစွာဤတိုက်ခိုက်မှုထိတွေ့မှုတွေဟာငလင်းတွေကိုဖြစ်ပေါ်စေခဲ့ကြောင်းကျမတို့မူလာရန်အလဲရန်အထက်တန်းတွေမှာ ပထဝီဝင်ဘာသာရပ်ကိုသင်ကြားတဲ့အခါမှာအသေးစိတ်သင်ပြခဲ့ပြီးပြီပဲဖြစ်ပါတယ်။ဒါရီဟာသိပ္ပံသဘောတရားအရာယာနှုံးပြိမှန်ကန်ပါတယ်။ဒီနေ့ဒီအချိန်အထိလဲမှန်ကန်စွာနဲ့ငလျင်တော်၎င်းရေဘေးအန်ရဲတော်၎င်းမြေပြိုတဲ့ဘေးတော်၎င်းလေပြင်းမှုန်တိုင်းတော်၎င်းအရာအလုံးဟာတိတိကျကျကျမတို့ပုံသေးကားချက် ဖြစ်ကိုဖြစ်ရပါမယ်ဒီနေ့ဒီအချိန်ဒီနေရာဒီရက်မှာဖြစ်ကိုဖြစ်ပါမယ်လို့မြည်သည့်ပညာနဲ့မှတိုင်းထွာလို့မရကြောင်းကိုလည်းပညာရှင်တွေတသက်ပြခဲ့ပြီးဖြစ်ပါတယ်။သို့ပေမဲ့ကာယငယ်ရှင်ကိုရိုင်းသည်အဆောက်ရှောက်ကောင်းရှိတဲ့အခါပဋ္ဌာန်းဆက်ကောင်းကောင်းရှိတဲ့အခါမျိုးတွေမှာမိမိတို့ရဲ့ပဋ္ဌာန်းဆက်ကကိုယ့်ရဲ့တကူစားတော်၎င်းသူ့ရဲ့ပတ်ဝန်းကျင်အနီးတဝိုက်စားတော်၎င်းတတိပေးတာမျိုးရှိတယ်။ဥပမာ လွန်ခဲ့တဲ့ကျမတို့မတ်လနောက်ဆုံးအပတ်မှာဖြစ်ပေါ်ခဲ့တဲ့ငလျင်ပေါ့နော်အဲ့ဒီငလျင်ဖြစ်သွားတဲ့အချိန်မှာမတိုင်ခင်ကာလမှာတချို့တချို့တော့ပထမဆက်တွေဟာအိမ်မက်တွေရတဲ့အခါမှာလူအစုလိုက်အပြုံလိုက်အမြင်ကြီးကနေကျွံ့ကြသွားတယ်လို့မတ်တာမျိုးတွေရေပြင်ကြီးပေါ်မှာရှိတဲ့အိမ်တွေကနေပြီးတော့ပြိုပြီးတော့လူတွေရဲ့ဝမ်းထဲပုံဆွေအော်ဟစ်ငိုယူတဲ့အံတွေကြားရတဲ့သူမျိုးတွေလူတွေအစုလိုက်ပြုံလိုက်တည်ကြည်ပျက်စီးတာကို ကယ်ထုတ်နေတာကိုမြင်ရတဲ့အရာမျိုးတွေကိုတယောက်တစ်ပေါက်တယောက်တစ်ပေါက်နဲ့နမိတ်ရတာမျိုးလေးတွေရှိခဲ့ကြတယ်။သို့တော့သူတို့တွေဒီတေချာပေါက်တော့ဒီနေ့ဒီရက်ဒီနေ့ရဒီအချိန်မှာငလျင်လှုပ်ပြီးလူတွေတင်မယ်လို့တိတိကျကျရခဲ့တာမျိုးတော့မဟုတ်ဘူး။ဒါတွေဟာကြီးညံခဲ့တဲ့ဆရဏတွေနဲ့လဲဆိုင်ပါတယ်။တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ကျမတို့တွေဒီဘာအဆက်ပဲရှိရှိလူသားတွေကလူသားပဲဒါကိုဘယ်သူမှမေးလို့မရပါဘူး။ ညင်းဆိုလို့မရပါဘူးရှင့်။ဒါကြောင့်မို့လို့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့တာမန်လူရဲ့အတိပဲရှိမှဖြစ်တယ်။ဘလောက်ပဲဆရဏကောင်းကောင်းဖြစ်ပြီးရင်ပြတ်တက်တဲ့အရာတွေအကောင်းလာအကောင်းပြီးရင်အဆိုးလာမာတွေကိုကျမတို့တွေတားဆီးလို့မရဘူး။သို့တော့အဲ့ဒီအရာတွေထဲမှာကိုမပါအောင်တော့ကြင်ညာအားထုတ်လို့ရတယ်။ဒီလိုမျိုးငယ်လျင်တွေဖြစ်သွားတဲ့အခါမှာရွှေစာရန်ကဲ့သို့သောတကိုးကြီးဖရာတကိုးကြီးဖရာဆိုတာကဟို ဖျားရိုင်းနီတကိုးကြည့်တာပဲလို့ကပ်ပြောစရာရှိတယ်။နမဲကြီးဇေဒီပထိုးတော်တော်များများကျမတို့ရဲ့ရှေးဟောင်းအမွေအနှစ်ဘာသာရေးနဲ့ပတ်သက်တဲ့အဆောက်အအုံတော်တော်များများပြိုကျပျက်စီးသွားတယ်။တချို့တချို့တော့အဆောက်အအုံတွေဆိုလို့ရှိရင်အဆောက်ရှောက်ကြီးပါတယ်၊တိုက်ဆက်တွေရှိပါတယ်လို့သိကြတဲ့နေရာဒေသတွေပဲဖြစ်တယ်။ ဲ့ဒီအရာတွေပျက်စီးသွားတဲ့အခါမှာဒါဟာဘာကြောင့်ဖြစ်တာလဲတချို့တချို့တော့ဆရာတွေကတော့နမိတ်တွေဖတ်ကြတယ်ဥပမာဆိုပါဆိုရွှေစာရံစီရီစိန်မှုတော်မြေခသွားတဲ့အခါမှာရွှေစာရံစီရီနဲ့ပတ်သက်တဲ့ပဋ္ဌာန်းဆက်တွေတိုက်ကိုပြန်ခေါ်ခံရမယ်ဆိုတာမျိုးတွေပေါ့ဒါတွေကိုတော့ကျမအနေနဲ့ထွေထူးပြီးတော့ညင်းဆိုစရာ မရှိဘူးသို့တော်လည်းပဲ ခေါ်ရမယ့်အကြောင်းတရားရှိမှသာလျင် ခေါ်လို့ရမှာဖြစ်ပြီးတော့ဖျားပြူတိုင်းတိုက်ကိုပြန်ခေါ်ရအောင်ဒီလေတိုက်ကပုံကိုတွေဟာအချိန်ပြည့်ဟိုဒီဟာတွေနဲ့ပတ်သက်ပြီးတော့လူတွေရဲ့အရေးကိစ္စကိုကိစ္စတိုင်းလိုက်ဝင်ပါနေနိုင်မှာတော့လည်းမဟုတ်ပါဘူး။ဒါကြောင့်ဓာရီကိုကျွန်မမိတ်ဆွေများတွေးမပူဘဲနဲ့လုတ်တဲ့အရာလေးတွေရှိပါတယ်။အထူးသဖြင့်ဒီနှစ်1389ခုနှစ်မှာကျွန်မမိတ်ဆွေဟာ ဘဝဆက်တိုက်ဆက်ပဋ္ဌာန်းဆက်ရှိတဲ့သူဖြစ်တယ်ဆိုရင်အမြင်နဲ့အပတ်စဉ်မိမိရဲ့မွေးနေ့ဖြစ်စေလာပြီးလာွယ်လို့နေ့ရက်တွေမှာဖြစ်စေမိမိရဲ့ပဋ္ဌာန်းဆက်တွေအတွက်ရည်စူးရည်မှတ်လို့တန်းစွန်းလောင်းခြင်းပိန်တပတ်စွန်းလောင်းခြင်းဒါမျိုးတွေပြုလုပ်ပေးရမယ်အစားအသောက်နဲ့အဝတ်အထည်လှူဒန်းခြင်းများများပြုလုပ်ပေးရမယ်တောက်သုံးရေလှူဒန်းခြင်းပြုလုပ်ပေးရပါမယ်ရှင်ဘဒုကိုလှူဒန်းရမယ် ဘသူ့ကိုမှလှူမယ်ဆိုတာမျိုးမဟုတ်ဘူးလိုအပ်သူကိုလှူပေးရမှာပဲဖြစ်တယ်ဒါကြောင့်မို့လို့ကိုလှူခြင်းတဲ့နေရာမှာလှူလို့ရပါတယ်နောက်တစ်ခု အရေးကြီးတဲ့ထပ်ပြီးတတိထားเสียရှိတာကတော့ရွှေဘုံသာမုဏိကအမရောမမြစိန်တိုက်နဲ့ပတ်သက်ပြီးတော့ဒီတိုက်ဆက်တွေဟာဒီနှစ်ထဲမှာ အကောင်းအဆိုးရောပါတယ်ကြုံကြိုက်တုံးမှာတတိပေးပါရစီရှင် ဒီကာလအတော်အတွင်းမှာအမတော်ရဲ့တိုက်ဆက်ပဋ္ဌာန်းချက်တွေနဲ့ပတ်သက်လို့တိုက်ဖွင့်ခြင်းတိုက်လန်းခြင်းခြင်းစသဖြင့်ဒီလိုအကြောင်းအရာမျိုးလေးတွေရှိတဲ့အတွက်အမတော်ရဲ့ပဋ္ဌာန်းချက်များအနေနဲ့အလှဒါနကုသိုလ်ကြီးကြီးပြုလုပ်ပြီးဘာသာရေးကိုပို့ပြီးထုံနေအောင် ပြုလုပ်ပါတတ်နိုင်သမျှယုံရင်ကြံတန်းသောဆဲဆိုမှုများကို မပြုလုပ်ပဲစိတ်ရောလူပါတန်ရှင်းစင်ကြယ်စွာ နေထိုင်ပြီးဒီတစ်နှစ်တာကိုကြော်ဖြတ်ဖို့အတွက်ကျမကအကြံပြုချင်ပါတယ် ဒါကြောင့်တချို့တချို့တွေပြောနေသလိုပဲဖះဇီရီတွေပြိုကြတဲ့အခါထာပနာတွေပွင့်နေဒီအတွက်ကြောင့်ဒီတွေမှာပြန်ပြီးထိမ့်သိမ်းဆောင်းလျှောက်ဖို့ရာအတွက်ဒီတိုက်ဆက်တွေကိုတိုက်ကို ပြန်ခေါ်ရဲဆိုတာမဟုတ်ပါဘူးလို့နော်ဒါကြောင့်ကျမမိတ်ဆွေများအနေနဲ့ဒါဖို့တွေးပြီးပူစရာ မရှိပါဘူးရှင်တခုတော့ရှိပါတယ်ဒီတိုက်တွေကနေပြီးတော့ထပနာတွေပွင့်တဲ့အခါဖျားစီတွေပြုတ်ပြက်တဲ့အခါ ဒီမှာရှိရတချို့တချို့တော့အဆောင်လျှောက်တွေကတော့ဒီဘွားကနေကျွတ်လို့လို့ဘွားတစ်တစ်ခုကို ပြောင်းလဲသွားတာမျိုးဖြစ်နိုင်ပါတယ်အဲ့ဒီလိုမျိုးပဲဒီဘွားဟောင်းမှာရှိတဲ့တိုက်ဘွားကနေလူတွေလည်းအများကြီးပြောင်းဝင်စားလာတာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ဘွားဆက်တိုက်ဆက်တွေအနေနဲ့သာသမိယရနာမရသေးတဲ့သူများရရှိနိုင်ပါတယ် သက်ဆိုင်ရာပဲသူကအမရိရှိရာအမရိစုဆိုလိုပဲတိုက်ပွားကနေသက်ဆိုင်ရာအဆက်တွေစီမှာလာပြန်ပြီးဝင်စားကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကြောင့်ဘယ်အရာကိုမှလွန်ကဲစွာယုံကြည်ခြင်းတွေးပူခြင်းစိုးကြောက်ခြင်းမလုပ်ဘဲနဲ့မိမိရဲ့တနေ့တာတနေ့မှာအကုသို့ကင်းနိုင်တဲ့မြတ်ကင်းအောင်ကောင်းမွန်စွာနဲ့ကြော်ဖြတ်သွားရင်းနဲ့ဘာသာအကျိုးသာသနာအကျိုးမိမိရဲ့ပဋ္ဌာန်းဆက်ပုံပေါ်ရိအတွက်ကောင်းမွန်သောကုသိုလ်ဒါနအကျိုးကိုဆောင်ရွက်ပြီး ကြော်ဖြတ်နိုင်ပါစေကပ်ဘေးတွေကနေကြော်လွှားနိုင်ပါစေလို့ကျမကဆုတောင်းမေတ္တာပို့တာပါတယ်ကျမမိတ်ဆွေများရှင်တွေးပူပြီးတော့နေရတွေကိုဖြတ်တန်းရမှာထက်ရဲရဲဝံ့ဝံ့မဲ့အကောင်းဆုံးကျမတို့ဖြတ်တန်းညရအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျမကတော့အောက်ဆက်ကြကမီယာလောကီပညာတန်တန်းမှဆ ्याम ခင်ဦးသစ္စာဖြစ်ပါရဲ့ကျမမိတ်ဆွေများတည်တင်းတည်တိုက်တဲ့အကြောင်းအရာများနဲ့ သတိထားရမယ်ဆောင်ရန်ရှောင်ရန်လေးတွေကိုဒီလိုပဲမကြခဏကျွန်မပြောပြပေးသွားမှာဖြစ်လို့ဆီယမားရဲ့အောင်ဆက်ကြကမီယာ login ပညာတန်တန် page လေးကို follow လုပ်ပြီးတော့ TikTok နဲ့ YouTube က channel တွေကိုလည်း subscribe and follow လုပ်သွားပေးပါဦးနော်ကျွန်မမိတ်ဆွေများကန်တူဆက်သမျှရကြပါသေးရှင်